မင်္ဂလာပါခင်ဗျာရွှေရံကောင်ရဲ့သတင်းအစီအစဉ်ကနေတမဘာဝတောင်ွေထုတ်လုပ်မှုစီမံကိန်းအစ်စ်များရှာဖွေတူးဖော်နိုင်ရေးဆောင်ရွက်သွားရန်ပြည်တော်စုဝင်ကြီးပြောကြားဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါရခင်ဗျာရတနာဇော်တိကရဲတကုံနဲ့ရွှေကန်းလုံတမဘာဝတောင်ွေစီမံကိန်းကြီးများဟာတက်တန်းချမြင့်နေပြီးတမဘာဝတောင်ွေထုတ်လုပ်မှုမှာတဖြည်းဖြည်းလျော့နယ်လာသဖြင့်စီမံကိန်းအစ်စ်များရှာဖွေတူးဖော်နိုင်ရေးဆောင်ရွက်သွားရန်လျှက်စင်တဲ့စောင်းရင်ဖွံ့ဖြိုးရေးကော်မရှင်ဥက္ကဋ္ဌနိုင်ငံတော်သမရာရုံးဝင်ကြီးဌာနတက်ပြည်တော်စုဝင်ကြီး ဥတီအောင်ဆန်ကစက်တဘာလ23ရက်နေ့မှာရန်ကုန်တိုင်းဒေသကြီးတာကိတမြို့နယ်မှာရှိတဲ့မြမရေနံနဲ့သဘာဝတံခွေလုပ်ငန်းအောက်ရှိကမ်းလွန်ရေနံခြေဆိုင်စခန်းတာကိတကိုကြီးစုစစ်ဆေးစဉ်ပြောကြားကြောင်းသိရပါတယ်။ကမ်းလွန်ရေနံခြေဆိုင်စခန်းတာကိတအစည်းအဝေးခန်းမမှာစွမ်းရင်ဝန်ကြီးဌာနကမ်းလွန်ရေနံခြေဆိုင်စခန်းအထွေထွေမန်နေဂျာနဲ့တာဝန်ရှိသူများကကုန်းတွင်းနဲ့ကမ်းလွန်ရေနံမြေများ၏လက်ရှိဆောင်ရွက်နေမှုများနဲ့ဆက်လက်ဆောင်ရွက်မည့်အစီအမံများရေနံတွင်းတင်များနေရာသတ်မှတ်နိုင်ရေးတိုင်းတာရရှိတဲ့ size map အချက်အလက်များကို ဘူမိယူပစားစဲအကဲဖြတ်ခြင်းများဆောင်ရွက်နေမှုကမ်းလွန်ပင်လယ်ရေနဲ့အခြေစိုက်စခန်းရဲ့လုပ်ငန်းဆောင်ရွက်နေမှုတို့ကိုရှင်းလင်းတင်ပြပါရစေ။တင်ပြမှုပေါ်ပြည်တော်စုဝန်ကြီးကစွမ်းရည်ကဏ္ဍသည်တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးအတွက်အထူးကကြသလိုပြည်သူများရဲ့နေအိမ်လူမှုဘဝအဆင့်တန်းမြင်မာရေးအတွက်များစွာအကျိုးသက်ရောက်မှုရှိကြောင်းမြန်မာနိုင်ငံနေဖြင့်စွမ်းရည်ရေးမြင့်အမျိုးမျိုးကိုအသုံးပြုလျက်ရှိတော်လဲနိုင်ငံတော်၏စွမ်းရည်သုံးဆွဲမှုအချို့ရေနံနဲ့သမာဝတန်ခွေဟာအရေးပါတဲ့အခန်းကဏ္ဍမှာရှိနေကြောင်းထို့အတူလျှက်စစ်တာအထောက်လုပ်နိုင်ရေးအတွက် ရေအားနဲ့သဘာဝတောင်ခွင့်များကိုအဓိကအသုံးပြုနေရကြောင်းဒါကြောင့်နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးနဲ့လက်စစ်တားအလိုအပ်ချက်ပြည့်မီအောင်ဖြည့်ဆည်းပေးနိုင်ရေးအတွက်စွမ်းရည်ကဏ္ဍဒဏ္ဍာရီဖြင့်ရေနံနဲ့သဘာဝတောင်ခွင့်ကဏ္ဍဖွံ့ဖြိုးတိုးတက်စေရေးအလေးထားဆောင်ရွက်သွားကြရမှာဖြစ်ကြောင်းပြောကြားခဲ့ကြောင်းသိရပါပါခင်ဗျာ။